အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီနေ့ညတော့စာရေးသူမိုးထုံးမကွေးရဲ့သူရနဲ့ဖုံးဆိုးမြေမှာကြက်တစည်းဆိုတဲ့ပရဂံဘီယာဇလန်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာ သူရသည်သူဤနားတဲ့သူမလာနဲ့မလာနဲ့ဟုအော်တန်ကိုနှစ်ချိန်နှခါတိတိကြားလိုက်မိတယ်ဆရာဖြစ်သူကပြောမိအပြူ ဆရာတို့ဒီတရားထိုင်နေကြပြီဖြစ်၍မပြောတော့ဘဲနေလိုက်တယ်။သူရလည်းစိတ်ကိုရှင်းအောင်ထားကတရားထိုင်နေတော့တယ်။သူရသည်တရားထိုင်၍နေသည့်အခါလူတအူဒုက္ခရောက်နေသည့်အတန်ကိုပင်ဇက်တိုက်ကြားနေရတယ်။စိတ်အစဉ်မှာရှုပ်ထွေးလာသောကြောင့်တရားထိုင်ဖြုတ်ကဇရက်ရှိတွင်လမ်းလျှောက်နေလိုက်တော့တယ်။ထို့နောက်စိတ်များရှုပ်ထွေးမနေတော့ဘဲကြည်လင်လာသည့်အခါတွင်တော့တရားပြန်ထိုင်လိုက်တော့တယ်။တရားထိုင်၍နေချိန်အာယုန်ထဲတွင် လူတအူးက ြေးလွှားနေသည်ကိုမြင်လိုက်ရတော့တယ်။ထိုလူဤနောက်တွင်လည်းလူအတော်များများကတို့များဓာများကိုကန်ဆောင်၍လိုက်လာနေကြသည်ကိုမြင်လိုက်ရတယ်။သူရမှာဓာတော်လေသူ့ဟာမမြင်ဟန်ပြုကထွက်သွားကြလိမ့်တယ်။ထို့နောက်အမင်းအာယုံများ ဝေဝါးသွားသောကြောင့်တရားထိုင်ဖြုတ်လိုက်လိမ့်တယ်။သူဤစိတ်ထဲတွင်လည်းတရားထိုင်ခြင်းအိပ်ပျော်သွား၍အိမ်မက်မက်နေခြင်းသာဖြစ်လိမ့်မည်ဟုထင်မိခဲ့တယ်။သူရလည်းအိမ်မိနေရာသို့လွယ်အိနှင့်ဖုန်ခါပြီး လွယ်အိတ်ကိုခေါင်းဟောက်ခုကအိတ်လိုက်တော့တယ်ဟဲ့နွားဟာပေကက်ကက်နဲ့ကွာတီနွားကဲ့ဟာကဲ့ဟာနွားလည်းတကြီးသည်သူရတို့အိတ်နေသည်ဇေယျဘေးမှာဖြန့်ပေါင်းသွားလိမ့်တယ်သူရသည်လည်းနွားလည်းတမအီနွားငေါ့တန်နဲ့နွားကိုနှင်တန်နဲ့ရိုက်သည်စူညဉ့်ဉဏ်အတန်များကြောင့်နူးလာလိမ့်တယ်ထို့နောက်လွယ်အိတ်ထဲမှာရေဘူးကိုထုတ်ကမျက်နှာတက်လိုက်တယ် ဆရာငဒီနှင့်ဆရာတာကျော်တို့ကတော့ဇရဲ့ဤတောင်းပတ်အစွန်း၌ကောင်းညင်ပေါင်းစားနေကြသည်လေသူရလည်းဆရာ၏အနာသို့သွားကာသူတို့အချမ်းသာသည်ကောင်းညင်ပေါင်းအားစားနေလိုက်တယ်ဆရာတို့ကိုကျွန်တော်တခုပြောစရာရှိလို့ဗျဘာများလဲသူရရဲ့ပြောလီဒီလိုဆရာငဒီရကျွန်တော်မင်းညတရားထိုင်နေတုန်းမလာနဲ့မလာနဲ့ဆိုတဲ့အတန်ကိုကြားရလို့ဗျသူရထုတ်ခဲ့သူပြောသောအခါဆရာငဒီနှင့်ဆရာတာကျော်မှာတယောက်ကိုတယောက်ကြည့်ပြီးပြုံးနိုင်နေတယ် ဆရာသားကျော်မှသူရဘက်သို့လှည့်လိုက်တယ်။နောက်တော့ရောဘာကြားရသည်လဲသူရ။မကြားရတော့ဘူးဆရာသားကျော်ရ။ကျွန်တော်လည်းအဲ့ဒီအတန်တွေကြောင့်စိတ်တွေရှုပ်ပြီးတရားမထိုင်နိုင်တော့လို့တရားထိုင်ဖြစ်လိုက်တယ်ဗျ။ဒါပေမဲ့ကျွန်တော်နောက်တစ်ခါပြန်ထိုင်တော့လူတယောက်ပြပြေးနေတာ။သူ့ရဲ့အနောက်မှာလည်းလူတွေကအများကြီးပဲ။ဒုတ်တွေဓာတ်တွေကင်ပြီးလိုက်လာနေကြတာဆရာသားကျော်ကြီး။ကျွန်တော်တရားထိုင်ရင်အိပ်ပျော်သွားလို့အိမ်မက်မက်တယ်ထင်တယ်ဗျ။ အဲ့ဒါအိမ်မက်မှတ်တာမဟုတ်ဘူးသူရရဲ့အချားတဲ့အမြင်တတ်တွေပွင့်သွားတယ်လို့ခေါ်တယ်မင်းမြေယာကြားရတဲ့အတန်တွေရုပ်တွေကမင်းနဲ့ပထမ်းဆက်ပါသူတဦးကပယောဂတစ်ခုခုကြောင့်ဒုက္ခရောက်နေလို့မင်းမြေယာကြားရတာကွဗျာအဲ့ဒီလူလားကျွန်တော်ကအိမ်မက်မှတ်တယ်ထင်တာဆရာသားကျော်ကြီးမင်းကမြင်လိုက်ရတဲ့သူကဘယ်မှာတစ်ခုရောက်နေရလဲအဲအဲ့ဒါတော့မသိဘူးလေ အင်းမင်းကပါရမီတော့ကောင်းပါရဲ့စင်စားစင်ညင်နိုင်စွမ်းကအားနေတယ်ကွာထားလိုက်တော့ငါတို့ကြရမဲ့သူဆိုတာသိချင် အထက်ပုဂ္ဂိုလ်ကြီးတွေကတာဝန်ပေးပါလိမ့်မယ်ထို့နောက်စကားစာပြတ်သွားကြတော့လေဆရာငတိနဲ့ဆရာသားကျော်မှဇယကြီးအစုံလေးနိုင်အင်းများရေးဆွဲနေတယ်သူရကတော့ဆရာတွေနဲ့မလက်မကန့်မှအင်းဆွဲနေခဲ့တယ်ထို့အချိန်တွင် သူရကြီးနားတဲ့သူဩစာအာနာအပြည့်ပါသည်အတန်တန်ကိုကြားလိုက်ရပါတော့တယ်သူရပြေးမနာရွာကိုသွား ဲ့ဒီမှာကြက်တစီတွေရွာကိုဒုက္ခပေးနေကြတယ်လူတယောက်ရဲ့အမားကြောင့်တရွာလုံးခံကြရတာမင်းတို့သွားဖြစ်ရှင်းပေးလိုက်ပြင်းမနာရွာကမင်းတို့နေတဲ့နေရာရဲ့မြောက်ဘက်တက်တက်မှာရှိတယ်သူရသည်အင်းကိုစိတ်နဲ့ကဆွဲနေတော်လေနားထဲသို့ကြားလိုက်ရသည့်အတန်ကြောင့်စိတ်ပြန့်လွင့်သွား၍အင်းကျိုးသွားခဲ့တယ်ကြားလိုက်ရသည့်အတန်တွေကိုတေချာပြန်စဉ်းစားကြည့်ကြမှာတော့အထက်ပုဂ္ဂိုလ်ကြီးများကတာဝန်ပေးတာမှန်တိလိုက်ရတော့တယ် ဆရာငဒီနှင့်ဆရာတာကျော်သည်အင်းဆွဲနေသောကြောင့်အင်းကျိုးသွားမည်ဆို၍မပြောသေးပေအင်းဆွဲပြီးသည့်အထိစောင့်နေလိုက်တော့တယ်ကွန်တရာညခန့်အကြာမှာတော့ဆရာတာကျော်ဆွဲသည့်အင်းကပြီးသွားလိမ့်တယ်သူရလည်းဆရာတာကျော်အနာသူကတ်သွားလိုက်တယ်ဆရာတာကျော်ကျွန်တော်ကတော့နားထဲမှာအထက်ပုဂ္ဂိုလ်ကြီးတဦးရဲ့တာဝန်ပေးတဲ့ကိုကြားလိုက်ရတယ်ဗျဟေးဟုတ်လားဘာတဲ့လေပြင်းမနာရွာကိုသွားတဲ့အဲ့ဒီမှာကြက်တစီတွေ ရွာကိုဒုက္ခပေးနေတယ်ဆိုပဲဆရာသားကြော်ကြီး။အေးအဲ့ဒါဆိုလေမင်းဆရာငတိအင်းဆွဲပြီးရင်သွားကြတာပေါ့ကွာ။အေးတို့နေဆရာငတိအင်းဆွဲပြီးတဲ့အခါတွင်တော့အကျိုးအကြောင်းပြောပြကပြင်းမနာရွာစီသူထွက်လာခဲ့ကြတော့တယ်။သူရသည်ထိုကဲ့သို့သွားနေရင် စိတ်ထဲတွင် မကောင်းသောခံစားချက်ကိုရလိုက်လေတယ်။ဆရာငတိနဲ့ဆရာသားကြော်သည်သွားနေရမှာရက်လိုက်ခါအနောက်တွင်မတက်ရက်ခါကြံနေခဲ့သည့်သူရကိုလက်ကြည့်လိုက်ကြတယ်။ဟေးသူရ ။ဘာဖြစ်လို့လဲ။ကျွန်တော်မကောင်းတဲ့ခံစားချက်ကြီးရနေတယ်ဆရာငါဒီ။အင်းလာပါကွာအဲ့ဒါနောက်မှတွေးကြတာပေါ့။အခုခကြီးဆက်လိုက်ရအောင်။သူရလည်းထိုးအခါမှာဆရာရီနောက်ကနေလိုက်ပါလာခဲ့တော့တယ်။အချိန်ဒီမှောင်စားပြုတ်နေလေတယ်။သူရတို့ဆရာတပည့်တို့မှပြင်မနာရွာတို့မရောက်ရှိကြသေးပြီ။ထို့နောက်ဆက်လက်ရှောင်းနှန်းသွားလာရင်လက်ကွင်းတစ်ခုထဲတွင်ပိန်ပြပြအလင်းရောက်နေအတူတိတ်နေတလုံးကိုလှမ်းမြော့ကမြင်တွေ့လိုက်ကြရတယ်။ ုငတိကျုပ်တို့အရှိကတဲမှာပဲဒီတညာနာခုတ်ဝင်တောင်းကြည့်အောင်ဒီနေ့ကလာကွယ်နေဆိုတော့ကျုပ်တို့ညာတွင်ချင်းခီးဆက်သွားလို့မရတော့ဘူးအဲ့လိုပဲလုံးကြတာောဗျာဣသူနေဆက်လက်ရှောင်းလန်းလာခဲ့တော့တယ်သူရတို့သွားနေသည့်လမ်းမှာလက်ခွေးနှစ်ခုကြားတွင်ပေါက်ထားသောလမ်းလေးဖြစ်တယ်ထိုတဲအိလီမှာလမ်းဘက်ကိုမျက်နှာမူ၍လမ်းဘေးလေးတွင်ဆောက်ထားသောတဲအိနေသာဖြစ်တယ်သူရတို့လည်းထိုတဲအိရှိကိုရောက်တည်နေ အင်ရှင်တို့အင်ရှင်တို့ဆိုကသူရမှာအော်ခေါ်လိုက်လေတဲ့တဲအိမ်လေးကြီးပြတင်းပေါက်ဘက်စီကနေရှင်နန်စီမိခွက်တလုံးကိုကင်ခါမိမကြီးတယောက်ခေါင်းထွက်ကြည့်လေတဲ့ဘသူတွေတော့ကိုမြတငယ်ချင်းတွေလားမဟုတ်ပါဘူးခမရကျွန်တော်တို့ကခီးသွားပြီပါအဲ့ဒါညမှောင်သွားလို့ဒီမှာတညလောက်နားဖို့အဆင်ပြေမလားလို့ပါအိုးရှင်တို့ကလူကောင်းလားလူဆိုးလားကြောက်မှမတည်ပဲတော့အဆင်မပြေနိုင်ပါဘူး ကျုပ်တို့ကလူကောင်းနေပါတော့ကျုပ်တို့တကယ်အခက်အခဲဖြစ်နေလို့ပါ။ကူညီပေးပါလို့တောင်းဆိုပါရယ်။အဖိုးအခါပေးရမယ်ဆိုလည်းဖြစ်ပါရယ်ဗျာ။အဖိုးအခါဆိုသည်အတန်ကြားသည့်နှင့်ပြတင်းပေါက်မှကောင်းထွက်ကြည့်သောမိမကြီးမျက်နှာသည်ခြေနံစီမီးလင်းအောင်အောက်တွင်ဝင်းလက်သွားသည့်ကိုမြင်လိုက်ရတယ်။အဖိုးအခါပေးမှတေချာရင်တော့တဲလို့အဆင်ပြေပါရယ်။လာပါအထဲကိုဝင်ခဲ့ကြ။ဟုတ်ကဲ့ယေစုတင်ပါရယ်တော်တော်။ သူရတို့လည်းဝလုံးတန်းထားသည့်တကားကိုဖျက်ခါဝင်လာခဲ့လိုက်ကြတယ်။ထို့နောက်အိမ်ပေါ်တက်သူတက်လာခဲ့လိုက်တယ်။ပြတင်းပေါက်ဘေးတွင်အိတ်နေသောကလေးတဦးကဘေးမှရက်ခတ်ပေးနေသည့်မိမကြီးအားတွေ့လိုက်ရတယ်။ကဲလားဒီမှာထိုင်ကြ။အတော်ယောက်ျားကတော့မရှိဘူးကွ။နေလေကလေးကသူ့တန်ငယ်ချင်းနှစ်ယောက်နဲ့တော့ပြေထွက်သွားတယ်။အတော်တို့ကမိသားစုသုံးယောက်တည်းမလို့လို့လက်လက်နေလို့ရပါလေ။ဩဟိုးအခန်းထဲမှာဝင်အိတ်လိုက်နော်။ဟုတ်ကဲ့တော်တော်ကျေးဇူးတင်ပါတယ်။ ဒါနဲ့ဒီကအမကဘာလို့အခန်းထဲမှာဝင်မိတာလဲဗျ။ဆရာငဒီမမေးလိုက်ချင်းတာဖြစ်ပေတယ်။ဩဒါလား။အမကအမြဲတမ်းဒီနာလီကနေလေယောင်ကြားကိုမျှော်နေရလီ။သူ့ပြန်လာမှအခန်းထဲကိုဝင်ကြတာ။အခုမောင်လေးတို့ကဧည့်သည်မလို့အခန်းထဲကိုဝင်အိတ်ခိုင်းတာပါ။ဩဟုတ်ကဲ့ပါ။အမယောက်ျားကဘယ်ချိန်တော့မှပြန်ရောက်လာမှာလဲ။အဲသူ့ကိုမပြောရသေးဘဲနဲ့ကျုပ်တို့ကိုတဲဝင်ပြုပါမလား။ ီအတွက်တော့စိတ်မပူပါနဲ့ငွေသာရမယ်ဆိုရင် तू လက်ခံပါလေကောင်းပါပြီဗျာဆရာငတေဒီသူ့ရဲ့အိတ်ကထဲကနေငွေအချို့အားထုတ်ပြီးပေးလိုက်တယ်ထို့နောက်အိတ်ခန်းအတွင်းသို့ဆရာတပည့်သုံးဦးလုံးဝင်ကအိတ်ဆက်အနားယူလိုက်ကြတယ်ညာနဲ့တကောင်အချိန်တို့ကြာရောက်သောအခါတဲအင်္ဂလိပ်သည်စက်ကနေလှုပ်သွားသောကြောင့်သူရနူလာလီရဲ့ဒီတကားကနေအပေါ်သို့တက်လာသည့်အတံကိုကြားလိုက်ရ၍ထထိုင်ကနားစွန့်နေလိုက်တယ် ယောက်ျားတော်ပြန်လာတာနောက်ကျလာကြီးလားဘယ်ရီသွားနေရတော့ငါ့ကိုဘာမှလာမပြောနဲ့နင်းဘဲကောင်းလေးကိုအိမ်မခေါ်တင်ထားရတော့အခုမောင်းချလိုက်စမ်းအိုးတော့ကလည်းတူတူပြောပါဒီမကြီးသူတို့ကပတ်စံပေးပြီးတော့တဲတာတော့ဒီမိန်းမသေချင်နေပြီလားငါသားလေးနဲ့ငါဝေးရလိမ့်မယ်သူတို့ကိုအခုမောင်းချလိုက်အိုးတော့ဘာပြောနေရတော့တော်နဲ့သားလေးကဘာလို့ဝေးရမှာတုံးတော့ သူရမှာစကားပြောနေသည့်အတန်များကိုနားဆိုင်ထောင်းလိုက်ဆရာငဒီနှင့်ဆရာသားကျော်မှလည်းနူးနိပြီဖြစ်တယ်ထို့နောက်အခန်းတွင်မှဆရာတပည့်တွေထွက်လာလိုက်ကြတယ်သူရသည်အင်ရှင်အမျိုးသမီးဤဘေးတွင်ကောက်ယူအုပ်ထုပ်ကိုဆောင်းကာတူမီတနတ်ကိုဘေးတွင်ချ၍ထိုင်နေသောအမျိုးသားကြီးတဦးကတွေ့လိုက်ရတယ်ဒီကနောင်ကြီးဘဝချင်းတွေလည်းချားနေခဲ့ပြီဘာလို့တန်ရုံးစင်ကျိုးတွေမပြတ်နိုင်သေးရတော့ဆရာငဒီမှာထိုလ်လူကကြည့်၍ပြောလိုက်ခြင်းကြောင့် အင်ရှင်အမျိုးသမီးကြီးမှာနားမလည်သည့်အမူအရာမျိုးနဲ့ဆရာငတ်တီကိုတလဲခင်မွန်းဖြစ်သူကိုတလဲကြည့်နေတယ်။ထိုလူဟာလှေကားကိုခြေစင်းထိုင်ပြီးဆရာငတ်တီကို ကြောပေးလူထားလိုက်တယ်။ကျောက်သားမရှိတော့ရင်ကျုံမင်းမနဲ့ကျုပ်ရဲ့ကလေးဒုက္ခရောက်မှာဗျ။ဒါကြောင့်ဒီလူနေနေရတာ။ခမရတို့ကိုငင်းစာတတ်ရင်ကိုလန်းကိုသွားကြပါဗျာ။ကျုပ်တို့ကကိုငင်းစပါတယ်။ဒါပေမဲ့တင်းထဲကဘဝချားနေပြီ။ကျုပ်တို့ကလည်းဒီလိုကိစ္စမျိုးတွေအတွက် တာဝန်ပေးခံထားရတာတင်းအနေနဲ့ကောင်းကောင်းမွန်မွန်ပြောလို့ရမယ်လို့ကြုတ်ထင်ပါတယ်ကောင်းပြီငါအတနာခံလို့မရဘူးဆိုတော့လေနောက်ဆုံးအနေနဲ့ငါ့ကိုအခွင့်အရေးတစ်ခုတော့ပေးပါပြောပါဘလို့အခွင့်အရေးမျိုးလဲငါငါရဲ့တငယ်ချင်းတွေကိုတွားပြီးတော့နှုတ်ဆက်ချင်တယ်ကောင်းပါပြီကြုတ်ခွင့်ပြုပါတယ်တင်းအနေနဲ့ထွက်ပြေးလို့မရအောင်ရွာတော်ရှင်နဲ့ကွင်းမကြီးကိုကူညီပေးဖို့ကြုတ်မြေတားရက်ခံထားပါတယ် ဆရာငဒီထိုကဲ့သို့ပြောပြီးမှတော့ထိုလူဟာလှေကားခါနေဆင်းပြီးထွက်သွားခဲ့လေတယ်။ဆရာငဒီဟာနားမလည်သေးတော့အိမ်ပါရှင်အမျိုးသမီးဟာဖြစ်ချောင်းကုန်စင်ကိုပြောပြလေတယ်။ဒီလိုဟာအမအမယောက်ျားကလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်တုန်းကတယောက်တည်းအမဲပြစ်သွားဖူးတယ်မလား။သွားဖူးတယ်။အဲ့လုံကကိုမြတ်တန်ငယ်ချင်းတွေနေမကောင်းကြလို့ကိုမြတ်တယောက်တည်းအမဲပြစ်သွားတာ။အဲ့ဒီတုန်းကပါပဲ။ကိုမြတ်ဟာတယောက်တည်းအမဲပြစ်ထွက်လာရင်ဒရေတကောင်ကိုတွေးလို့အလိုက်မှာ။ ကြောက်တဲ့ကြလို့ဆုံးသွားပါပြီ။ရှင်ဟုတ်လို့လား။ဒါဆိုရင်ကိုနကထွက်သွားတဲ့ကိုကိုများကရောထိုမျိုးသမီးကြီးမှာစကားများအထစ်တင်ငုံငုံဖြစ်ကမျက်ရည်စားတွေဝက်တက်လာခဲ့တော့တယ်။ဟုတ်ပါတယ်။ကိုများကအမားနဲ့သူ့ရဲ့သားလေးကိုတန်ရောစင်မပြတ်နိုင်သေးတာကြောင့်သူ့ရဲ့ခန္ဓာကိုယ်လေးကို သူ့ကိုယ်တိုင် ဖုတ်ပြန်ဝင်လိုက်တာပါ။အမလီကိုများရေအဖြစ်ဆိုးလိုက်တာ။ ကျုပ်တို့အပေါ်အဲ့လောက်တန်ရုံးစင်ရှိရလားယင်ထိုအမျိုးသမီးမှာဝမ်းနဲ့ပက်လက်ငိုကြွေးလီရော့တယ်တောင်းမြကြသည့်အခါတွင်တော့ကိုများတယောက်ပြန်ရောက်လာလီတယ်သူရသည်ဆရာငဒီမာထားသည့်အတိုင်းလက်ခွင်းထဲရှိသောတရက်ပင်အောက်တွင်ကျင်းတူး၍ဘေးတွင်ဖြာချမ်းတစ်ခုကိုခင်းထားလီတယ်ဆရာငဒီနှင့်ဆရာသားကျော်သည်ကိုများကိုထိုချင်းပေးသူခေါ်လာခဲ့ကြတယ်ကိုမြ ాయి အနောက်တွင်လည်းသုံးနှစ်သားအရွယ်လေးကိုချီ၍ကိုမြ ాయి ဇနီးဖြစ်သူမှာမျက်ရည်လေးတွေတုပ်လျက်လိုက်ပါလာခဲ့လေရဲ့ ကျင်းဤဘေးသို့အရောက်မှာတော့ကိုမြသည် သူ၏ဇနီးနှင့်သားလေးကိုဖက်ကာငိုကြွေးလီတော့တယ်မိမငါကတေသွားပြီဆိုတော့နင်ရွာထဲကငါတော်အိမ်မှာသွားနေနော်ငါကုန်းကကဝင်ပြောခဲ့ပါသေးတယ်ကျုပ်တော့စကားကိုနားထောင်မှမယ်တော့ကျုပ်ယောက်ျားသူတော်ကောင်းကြီးကောင်းရမောင်ရရောက်ပါစီတော့ဤကဲ့သို့ပြောလို့ပြီးမှတော့ကိုမြသည်ဖြာချမ်းပေါ်သို့ပလက်လန်လက်ချလိုက်တယ် ချက်ချင်းဆိုသလိုကိုမ ्याय ီခန္ဓာကိုယ်ဒီပုတ်ပွားလာကလောက်တွေတွေ့လီတော့တယ်သူရမှာဖြာချမ်းကိုအတင်းပတ်၍ကိုမ ्याय ီအလောင်းကိုကျင်းထဲသို့ချလိုက်တော့တယ်အရှိဘန်ကောင်းခင်စီတွင်ရောင်လီဦးလေးတန်းနေသည်ကိုဆရာသားကျော်မှတွေ့လိုက်လေကိုမ ्याय ီဇနီးဖြစ်သူဘေးကိုသွားကဆရာသားကျော်မှလွယ်ထဲကနေငွေကြီးအချို့ထုတ်ပြီးပေးလေတယ်အမကျုပ်ပြီးတဲ့ငွေကိုလက်ခံပြီးအမယောက်ျားအတွက်ကုသိုလ်ကောင်းမှုပြုလုပ်ပေးလိုက်ပါကြည် ကျေးဇူးတင်ပါတယ်ကွယ်။ဒါဆိုရင်ကျုပ်တို့ကိုသွားဝင်ပြုပါအောင်။သူရတို့ဒီထူအကမှာခကြီးပြန်ဆက်ခဲလိုက်တော့တယ်။သူရရဲ့စိတ်ထဲတွင်တော့ဆရာငတိမှာအဘဲကြောင့်ကိုမ ्याय ဤဒေဆုံးပုံကိုတိနေရတယ်လဲဆိုဒီကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့တယ်။ထိုကဲ့သို့ဆက်လက်ရှောင်းလန်းသွားလာရင်သူရမှာဆရာငတိကိုမေးလိတော့တယ်။ဆရာငတိဆရာငတိကဘလို့ဖြစ်ပြီးတော့ကိုမ ्याय တရားကိုသိရလဲရင်ဒါကတော့ပညာအဆင့်တစ်ခုထိရောက်ရင်ရွာဆောင်နဲ့ တောဆောင်နဲ့တောင်ဆောင်နဲ့ဆိုင်ရပိုင်ရတွေကစီအာဒီကိုပြောပြကြရည်လीဓာတ်ဆောင်လည်းသိတာပေါ့ကွာ။အော်ဒီလိုလားကျွန်တော်ကစီအာငတိဘလို့သိုံစဉ်းစားနေတာဗျ။မဲမလဲအတွေးတတော်ခောက်ပါတယ်သူရရအ ਨੇ ဆုံးတော့ဖြစ်နိုင်ရရှိတာကိုပါတွေးပြီလीကွာ။ကျွန်တော်လည်းဘလို့ဖြစ်တော့မသိဘူးစီအာငတိအရင်ကညံကောင်းတယ်အခုနောက်ပိုင်းမှတ်ညံအားတွေနေလာတယ်ဗျ။အေးရည်ပြက်များလို့နေမှာပါ။ ဒီစင်းမြေလေးဝါလိုက်။သူရသည်ဆရာငရေဘေးသည်စင်းမြေလေးအားဝါလိုက်သောအခါခေါင်းတစ်ခုလုံးအေးမြသွားသလိုခံစားလိုက်ရတယ်။ရှာပေါ်တွင်လည်းအေးအေးလေးဖြစ်သွားလိမ့်ရဲ့။ထို့နောက်နေမွန်းတဲ့သည့်အချိန်သူအရောက်မှာတော့ပြေမနာကြီးရွာထိပ်သူရောက်လာခဲ့ကြတယ်။ရွာထဲသူဝင်လိုက်သည့်အခါတွင်တော့အော်ဟစ်ညဉ့်ညူနေသည့်အတံပလံများကိုကြားလိုက်ရလိမ့်ရဲ့။အိမ်တိုင်းလူတို့တွင်လူမမာတွေ၏အတံကိုကြားနေရသောကြောင့်သူရတို့မှအံ့ဩမဆုံးဖြစ်နေရှာတော့တယ်။ ကိုငတိတရွာလုံးတော့ဒုက္ခရောက်နေကြပြီထင်တယ်။ဟုတ်မယ်ကိုသားကြော်ရ။ကြက်တစီရွာကိုမှသွားပြီးတော့ဒုက္ခပြီးခဲ့ကြတာကို။အင်းအเจ้าဆောင်တီးအောင်ရွာတော်ရှင်ကိုပဲခုံမိလိုက်တော့မယ်။အီပြင်းမနာကြီးရွာအားစောင့်ရှောက်နေသည့်ရွာတော်ရှင်ကိုကျွန်ုပ်ဆရာမောထုံးဤတပည့်အရင်တာကြော်မှဖိတ်ခေါ်ပါလေ။ခိတခဏလာရောက်ခဲ့ရန်မြစ်တာရက်ခတ်ပါလေ။ဆရာတာကြော်ထိုကဲ့သို့ပြောပြီးတွင်တော့ ဒါနှစ်လက်ကိုလွှဲထားသည့်သူတယောက်ပေါ်လာခဲ့တယ်။ကျုပ်ရောက်ပါပြီဆရာ။ခမားကရွာတော်ရှင်လား။ဟုတ်ပါတယ်ဆရာ။ကျုပ်ကရွာတော်ရှင်ပါ။ဒါဆိုရင်ဒီရွာကဘယ်ကနေဘလို့ဒုက္ခရောက်သွားတယ်လဲဆိုတာကျုပ်ကိုပြောပြပြီးပါ။ဒါမှလည်းဘလို့ဖြစ်ရှင်းရမလဲသိမှမဟုတ်ပါ။ဖြစ်ပုံကတော့ဒီလိုဆရာကြီးဒီရွာရဲ့မြောက်ဘက်အဆုံဆုံးမှာတားတက်တမကိုဝေရဆိုတာရှိတယ်။ဝေရကဒီရွာမှာရော တခြားရွာလီမှာပါ အမဲပေါ်ရင်သူ့ကိုခေါ်ကြရတာဗျတနေ့တော့ဝေရကထောက်ကြံကြီးွာမှာအမဲပေါ်ပြီးပြန်လာတယ်လीပြန်လာတော့လေပုံမှန်သွားနေကြလမ်းကနေမဟုတ်ဘူးဆရာရဲ့ဒီရွာတင်းကြီးအနောက်ဘက်ဖုံးဆိုးမြေဘက်ကနေပတ်ပြန်လာတာအဲ့ဒီဖုံးဆိုးမြေကအတော်တန်ကျန်ဝန်းနေဆရာရကျက်တစီတွေဆိုတာလေရွာလှုပ်ပြီးတော့ကိုနေနေကြတာအဲ့ဒီမှာဝေရကဖြစ်ချင်တော့အမဲသားအတွက်ကြီးထမ်းပြီးတော့ပြန်လာတာစားကျင်တောက်ကျင်နေတဲ့ကျက်တစီအချိုးကလည်း တောင်းတာပေါ့ဗျာတောင်းတဲ့ကြက်တစီတွေထဲမှာကြက်တစီရွာရဲ့တကြီးမြေးလေးလဲပါတယ်ဗျအဲအဲ့ဒီကလေးကအရင်ဆုံးတောင်းတာအဲ့ဒီမှာဝေရကတားတက်သမားဆိုတော့အကြောက်အလန့်ကလည်းမရှိဘူးသူ့ကိုဆရာတော်ကြီးပေးထားတဲ့အဆောင်လက်ပတ်ကြိုးနဲ့အဲ့ဒီကလေးရဲ့လက်ပင်းကိုမရမကစွဲပစ်လိုက်တယ်တဲ့လीအဆောင်လက်ပတ်ကြိုးကြောင့်အဲ့ဒီကြက်စီကလေးလေးကအခိုးငွေတွေထွက်လာပြီးတကူလုံးမီးလောင်သွားတယ်အဲ့ဒီမှာဝေရကိုမကျေနပ်တော့တာပဲ ကျုပ်စီကိုအဲ့ဒီကြက်တစီတွေရောက်လာပြီးတော့ဒီဝါတကြီးကိုစားပွဲတောက်ပွဲတွေနဲ့တောင်းပန်ပေးဖို့ပြောခိုင်းကြတယ်။ကျုပ်ကလည်းအိမ်မက်ပေးပြီးတော့ပြောပါတယ်။ဒါပေမဲ့တကြီးကခတ်သားလားဗျာ။သူ့လိုတကြီးတယောက်ကဘာကိစ္စကြောင့်ဝေမာနီကပိတ်တာမျိုးနွယ်ကိုတောင်းပန်ရမှာလဲ။မတောင်းပန်နိုင်ဘူးလို့ပြည့်တတာညင်းလွတ်လိုက်တယ်။အဲ့ဒီမှာကြက်တစီတွေကပို့ပြီးတော့စိတ်ဆိုးသွားပြီးတချွာလုံးကိုကျမ်းမာကြီးတွေချူချအောင်စီးပွားရေးပြည့်အောင်လုပ်တော့တာဗျ။ အင်းကျုံအနေနဲ့ကလည်းဒီကြက်စီတွေကိုတားပြီးမဲ့သူတို့ကအရင်ဘွားကကုသူတွေကြောင့်အစ်တီတကူအနေချင်းရှိကြတော့ကျုပ်လည်းကြကြမတားနိုင်ဘူးဗျဖြစ်ပုံကတော့အဲ့လိုပါပဲဆရာအစိုးကလေးကသာတောင်းပန်ခဲ့မဲဆိုရင်အကူလူတွေဖြစ်ကြမယ်မထင်ဘူးရွာတော်ရှင်အနေနဲ့ပြန်လို့ရပါပြီဆရာသားကျော်မှာထိုကဲသူပြောပြီးမှတော့ရွာတော်ရှင်ကကာရဝါပြုတ်ကပျောက်ွယ်သွားတော့တယ်ထို့နောက်သူကတော့ဒီ ဖုံးဆိုးမြေဘက်ကိုဥရီကလျှောက်လာခဲ့ကြတယ်။ထိုဖုံးဆိုးမြေတွင်လည်းဝိမာနီးကားတွေကိုပုံစံမျိုးမျိုးနဲ့မြင်တွေ့လိုက်ကြရတယ်။ဆရာငရေသည်ညာလက်ညိုးနဲ့ဖုံးဆိုးမြေကိုမန္တန်တဘုတ်ရုတ်ကစီးတားလိုက်တယ်။စီးတားပြီးသည့်အခါတွင်တော့သူရတို့ဘက်သို့ကြက်ဆွေများစုပြုံလာကြလိမ့်တယ်။ထိုထဲတွင်ခေါင်းဆောင်ဖြစ်ရန်တူသည့်သူတအူးကအရှိကိုထွက်လာခဲ့လိမ့်တယ်။မင်းတို့ဆရာကြီးဘာလာလောက်တာလဲငါတို့အပြင်ကိုထွက်လို့မရတော့ဘူ စိတ်မရှိပါနဲ့ကျုပ်တို့ဟာခဏပဲခင်များတို့အပြင်ထွက်မရအောင်လှုပ်ထားတာပါ။ပါလေ။ဟိုရွာကိုလှုပ်ထားတာမကျေနပ်လို့လား။မကျေနပ်လို့တော့မဟုတ်ပါဘူး။ကျုပ်တို့အနေနဲ့ခင်များတို့ကိုဆိုင်ရပိုင်ရခေါ်ပြီးတော့ဒီကနေထွက်သွားအောင်လုပ်လို့ရတယ်။ကျုပ်တို့ဒီလိုမလုပ်ချင်ဘူး။တစ်ဖက်နဲ့တစ်ဖက်ညှိနေနေလှုပ်ကြတာပေါ့။မင်းတို့ကဘလို့ညှိနှိုင်းကျင်တာလဲ။ရှင်းပါလေဒါကတော့ခင်များတို့ ြူစားထားတဲ့အတက်တွေကိုပြန်ယုံသိမ့်ပြီးခမည်းတော်ဖြစ်ချင်တာကိုလိုက်ရောပြီးမယ်။ဩကံ၅ပါးနဲ့လုံကင်းမှလိုက်ရောပြီးမှာနော်။ကောင်းပြီလေကျုပ်တို့ကဒီဖုံးဆိုးမြေမှာဟိုးရင်ကလေးကနေရပလေယောဂကြောင့်တရွာလုံးတည်ခဲ့ရတာကျုပ်တို့ကိုအမြတမ်းပေးပေးမဲ့သူမရှိလို့တရောင်းမှမကြွကြသေးဘူး။ဆရာတို့အနေနဲ့ကျုပ်တို့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးပြီးအမြတမ်းပေးဝေမယ်ဆိုရင်ကျုပ်တို့ပြူစားထားတဲ့ပယောဂမှန်သမျှအကုန်ပြန်သိမ်းပေးပါမယ်။ ကောင်းသောတောင်းဆိုမှုပါပဲစိတ်ချပါ ခမည်းတော်အားလုံးအတွက်ကုသိုလ်ကောင်းမှုပြုလုပ်ပေးပြီးအမျှဝေပေးပါမယ်ကျေးဇူးတင်ပါတယ်ဆရာစီးကိုပြန်ဖြတ်ပေးပါပြေမနာရွာထဲမှာကျုပ်ကောင်တွေကိုခေါ်ကြင်လို့ပါကောင်းပါပြီဗျာဆရာငတိလေတားထားသည့်စီးကိုဖြတ်ပေးလိုက်လိုက်တယ်သူကြက်ရွာတကြီးဒီရွာဘက်စီသူလှဲ့ကနားမလည်သည့်အတံမျိုးနှင့်អော်လိုက်လိုက်တယ်။ကွန်းတရာညခန့်အကြရင်တော့ ပြင်းမနာရွာတဲ့ရှိအိမ်ဒီပေါ်ကနေမမဲအကြီးကြီးတွေပြေးရှင်းလာကြတော့တယ်။ကျုပ်အကုန်လုံးကိုပြန်ခေါ်ပြီးပါ යි ဆရာ။ဆရာတို့ဘက်ကလည်းဂရီတီမဲလို့မျှော်လင့်ပါတယ်။စိတ်ချပါ။ကျုပ်ဒီဘာတကြီးကိုအကျိုးကြောင်းပြောပြပြီးခမားတို့အားလုံးအတွက်အမျှဝေပေးပါမယ်။ဆရာငရီလည်းထုတ်ကဲ့သို့ပြောပြီးတွင်တော့ဆရာသာကျော်နှင့်သူရကိုခေါ်၍ပြင်းမနာရွာအတွင်းသို့ဝင်လာခဲ့ကြတယ်။ပြင်းမနာရွာတကြီးစီတို့သွားကငါဆိုသည့်မမနာကြောင့် တရွာလုံးဒုက္ခရောက်သွားပုံကိုပြောပြလိုက်တယ်။ပကြီးတိလည်းသူဤအမှားအတွေ့နောင်တရနေပြီဖြစ်တယ်။ထို့နောက်တာသက်သမားကိုဝီရာဤအိမ်သို့ထမှန်သွားကနောင်တော်ထိုကဲ့သို့မလုဖို့နှင့်တာသက်သမားဘဝကိုဆွန့်လွတ်ပြီးကောင်းရောင်းကောင်းဝယ်လုဖို့ပြောလိုက်တယ်။ကိုဝီရာမှလည်းသူဤလုံရဲ့ကြောင့်ရွာသူရွာသားတွေဒုက္ခရောက်ကြသည်ကိုစိတ်မကောင်း၍ဆရာငတ်ဒီကိုတာသက်သမားမလုတော့ပါဘူးဟုကတိပေးလိုက်လိုက်တယ်။နောက်တနေ့မနက်တွင်တော့ပြေမနာရွာဤရွာဦးဘုန်းကြီးเจ้าရှိ ယဟန်တန်ဃာများကိုပင့်ဖိတ်ကာဖုံးဆိုးမြေအဆက်ကလေးတွင်လူဝဲပစ္စည်းများဆက်ကပ်၍တရားဘဝနာနာကြပြီးအခါတွင်တော့ဝိနေယပရာလောကသားများနှင့် ဖုံးဆိုးမြေမှနေထိုင်သည့်ကြက်တစီတွေကိုအများတန်းပေးဝေခဲ့ပါတော့တယ်။စာရည်သူမိုးထုံမကွေးရဲ့သူရနှင့် ဖုံးဆိုးမြေမှကြက်တစီဆိုတဲ့ပရာဂံဘီယာဇလန်လေးကတော့ဒီမာရင်မဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။